မဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆီယာမဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့မှန်စများတက်သည်ဆိုတဲ့ဝိထုရိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခံစားကြပါရှင်။မှန်စများတက်သည် ကဲကြီးတကယ်လူမြင်ခွင့်မှာထိုးထိုးထောင်ထောင်ကြီးပေါက်နေရတယ်လို့စပင်ခွဲเจ้าမှာထင်းနေတာပဲ။အိုးမှန်ကလည်းကြည်လင်နေတာပါပဲလား။အင်းခုမှပဲထင်းထင်းရှားရှားမြင်ရတော့တယ်။စပင်ခွဲเจ้าမှာတင်မှန်နေတာ။ဘဲဟုတ်လို့တော့ရှေ့မှာရောဘေးမှာရောစပင်ပြူတွေနဲမှမနေတော့တာ။ကြည်စမ်းပါဦး။သမီးတွေညာတတ်နေပြီ။ဟွန်းဘာထူးလဲ မမလည်းညားတာပဲသူတို့တွေညားပုံချင်းကသာမတူတာသမီးတွေကတော့စပင်ဖြူနှုတ်ပေးရမှာပြင်းလို့မမကတော့လေမန်နေဂျာကြီးကိုဘဘကြီးလို့ထင်အောင်တမင်ကို စပင်ဖြူစေချင်နေတာနေမှာပါသူတို့နှုတ်မပေးတော့လဲဘာဖြစ်လဲကိုဟာကိုနှုတ်တာပေါ့ညမှန်ကလေးတက်ပြီးညက်ကလေးနဲ့အလုတ်လုတ်လိုက်နည်းနည်းတော့ကြိတ်ကောင်းသွားမှာအမှန်ပဲမျက်မှန်ကိုသေးသေးချာချာတက်ပြီးမှန်ကိုစိုက်ကြည့်လိုက်တော့ လာလာ။အိုးစီးနေတာပဲကို။စပင်ဖြူတွေငွေရောင်များ တောက်လို့။ဟွန်းဘယ်ပင်ကစပြီးနှုတ်ရမှမသိတော့ပါဘူး။ဒုက္ခပါပဲကွာ။ဟေးဘသူရှိလဲ။ပပားစီခဏလာစမ်း။တမီးကြီး။တမီးလေး။တောင်းငယ်။ဘာရီကြောကြောအော်နေတာလေ။ကလေးတွေအားလုံးတွေ့ရှင်သွားနေကြတယ်လေပပရဲ့။အိုး အတော်ပဲအတော်ပဲမမရဲ့လာစမ်းမအောင်ကွာမင်းတို့အားလုံးကိုယ့်ကိုညာထားကြတာပဲအမလီတော်ဘာရီမြညာထားလို့လဲဆိုပါအောင်ဒီမယ်လေဒီမယ်ကြည့်ပပခေါင်းမှာသပင်းပြူတွေမမြင်ဘူးလားလို့ဒါနဲ့များကွာမများသေးပါဘူးတပင်နှစ်ပင်မလို့မင်းရောသမီးရောသားငယ်ရောဝိုင်းညာထားတာမဟုတ်လားဘသူပြောလဲဘသူကမှမပြောဘူးမှန်နေမှတတိချာချာတွေ့တာ ဘယ်မှန်နေမှာလဲအိတ်ခန်းထဲမှာမှန်အစ်ခက်ကြီးကြီးပဲဒီအတိုင်းထောင်ထားတာလေကိုတော်မေးမလို့ဘယ်ကလက်ဆောင်ရတာလဲလို့မေးမယ်လို့မှမှန်ကြီးကကောင်းလဲကောင်းကြည်လဲကြည်လို့ကိုကတတိချာချာကြည့်မိတာပေါ့အဲ့ဒီမှန်ကိုကြည့်ရင်သပင်ဖြူတွေကိုမြင်တာอืมဒုက္ခတော့စပြီအဲ့ဒီမှန်ကြည့်ပြီစိတ်ထဲမှာမကြည်မလင်ဖြစ်နေလို့တမနာလုံးပဲဟမ်ပြောပါဦးဘလို့ဖြစ်လာလဲဘလို့ဖြစ်ရမှာလဲ ဟော်ရီဘိုက်ခေါက်ကြီးထူးနေတာကိုမြင်ရတာတင်းလို့စိတ်တက်ကြနေတယ်ပေါ့မှုံမှုံဝါဝါအမြင်ကလေးနဲ့ကျေနဲ့နှစ်သိမ့်နေတာကောင်းရည်သားနဲ့ဘာဖြစ်လို့များဒီလောက်ကြီးတဲ့မှန်ကြီးကိုဝဲလာရတာလဲချစ်သူရဲ့အိုးဘဲကသာဝဲလာရမှာလဲជីជីနူပို့ပေးလိုက်တာမနက်ကဖုန်းလန့်ဆက်တယ်တမီမိုးမိုးအတွက်ជីជីနူအမျက်နှိုးဆုံးပစ္စည်းကိုကြိုတင်ပြီးအမွေအဖြစ်လှမ်းပြီးပို့လိုက်မယ်တဲ့ အမွေတဲဟုတ်ပါလားဟိជីជីနူအပြိုကြီးကတော့အမွေစကားတွေဘာတွေပြောလို့ဒီမန်ကြီးကပါလေသူငငယ်ကလေးကဂရီပါနဲ့အမြဲဖုံးထားတယ်ဘယ်ဂျီယမ်မှန်ဆိုတာကြည်လားအင်ဘော့အင်ဘော့သူကချောလဲချောလှလဲလှမှန်ကလည်းကြိုက်တော့ជីជីနူကိုဖေဖေကနိုင်ငံသားအကကိုမှားပေးထားတယ်မှန်ကြီးပေါ့ဟိုတော့ငါများလမ်းတစ်ခုခုသွားမယ်ဆိုရင်ဒီမန်ကြီးရှေ့ကိုကမထွက်တော့ဘူးရှေ့ကကြည်လိုက်နောက်ကကြည်လိုက်နဲ့ ခုတော့လေသူ့အိမ်မှာကိုဒီမှန်ကြီးမထားရတော့ဘူးတဲ့ဘလို့သူ့အိမ်မှာမထားရဘူးဟုတ်လားအင်းလေသူလည်းမျက်စိတွေမှုံလို့ဘာမှတိတ်မမြင်ရတော့တာ။အိုးဒီလိုမဟုတ်ဘူးရှင်။မှန်လာပို့တဲ့ជីជីနုရဲ့အိမ်မကောင်မလေးကပြောသွားတာကတမျိုး။ဘာတဲ့လဲ။အန်ဒီမိုးရေမှန်ကြီးကတော့အန်ဒီမိုးစီရောက်လာပြီ။မနက်ကဖွားနုကဘလို့ဖုန်းဆက်တယ်လဲရင်။အော်အန်ဒီမိုးအတွက်တဲ့ ဖွားနုရဲ့အမျက်နှိုးဆုံးပစ္စည်းကိုကြိုတင်အမွေအဖြစ်လှမ်းပို့လိုက်တဲ့ပြောတာပဲ။ညီတို့အန်ကယ်ကတော့အန်အောလို့ပူပူရဲ့ပြောစမ်းမအောင်ဒီမှန်ကြီးကိုဘာလို့ပို့လိုက်တာလဲလေ။အန်ဒီမိုးကတော့အစ်နေပြန်ပါပြီနော်။ဖွားနုပြန်တိသွားရင်မိပူခေါင်းကျိတ်နေပါဦးမယ်။အမေငါဘယ်တော့မှပြန်ပြောဘူးလို့လေ။ပြောပါဟဲ့ပူပူရဲ့။ဟော့တောပြောပါဆိုမှရီးနေပြန်ပြီ။ ခုဖွားလို့ရဲ့မျက်စိကကြည်ကြည်လင်လင်ပြန်မြင်နေရပြီလေအန်တီမိုးသိတယ်မဟုတ်လားအေးလေဟိုတလောက မျက်စိခွဲပြီးမျက်ကပ်မှန်ထည့်လိုက်တာအဲ့ဒါဇလန်းရဲ့အစပေါ့အန်တီမိုးရဲ့ကဲပြောပါစို့ဟေးငါစိတ်ဝင်စားလာပြီဖွားနှုတ်ကငယ်တုန်းကဆိုတိတ်လှတာပဲမဟုတ်လားအန်တီမိုးရဲ့အမဲလဲမှန်တကြီးကြီးနဲ့ပြင်းပြင်းစင်စင်နေခဲ့တာအသက်50ကျော်တာတော့ဘေးလူတွေသိကြတာမှတ်လို့အမဲနဲ့59နှစ်လောက်ငယ်တယ်ထင်ပြီးနှုတ်နေတာလीအ အသက်55ပြည့်ပြီးတော့မျက်စိနှစ်ဖက်လုံးတိမ်ကြောင်ကောင်းကောင်းမမြင်ရတော့မှန်လဲတိတ်မကြည့်ပြတော့ဘူးပေါ့အနီမိုးရေခုတော့ဖွားနှုတ်ကမျက်စိလဲခွဲပြီးရော အားလုံးကြည်ကြည်လင်းလင်းမြင်ရတော့ခက်ကုန်တာပေါ့ဘာရီခက်ကုန်တာလဲဖွားနှုတ်ကမျက်စိလဲကြည်လင်းသွားရောပထမဆုံးဘာလုပ်လဲသိလားသူအမြဲတမ်းတော့ပိုးစာနဲ့ဖုံးထားတဲ့မှန်ကြီးစီကိုသွားတာပဲပိုးစာကိုဖယ်ပြီးမှန်ကိုလည်းကြည့်ပြီးရောအန်တီမိုးရဲ့ဘာပြောကောင်းမလဲငိုလိုက်တာ ဟေးဘာဖြစ်လို့တော့ဘာဖြစ်ရမလဲဖွားနူရဲ့မျက်နှာပေါ်မှာအရေးအကြောင်းတွေထင်းနေတာမြင်ရလို့ပေါ့အနီမိုးရဲ့သူကအရင်လိုမျက်နှာနုနုဖက်ဖက်တင်းတင်းရင်ရင်ရှိနေအောင်မဲလို့ထင်းနေအောင်မှာကိုမှန်လေကြည့်ရောငါခန္ဓာကိုယ်ပေါ်မှို့တာငါမျက်နှာလို့သာယုံလိုက်ရတော့တယ်ငါဒီလောက်တောင်အိုးစားသွားပြီလို့တခြားတယောက်ကလာပြောရင်စိတ်ဆိုးမိမှာတဲ့အနီမိုးရဲ့အဲ့လိုပြောတာမကြပါဘူး ဒီမှန်ကြီးကိုအန်တီမိုးစီပို့လိုက်တော့တာပဲလी။အော်ဒီလိုလား။ဒါဆိုຢာကိုထမင်းအိုးကြီးကိုယ်ဝဲပြီးရောက်လာတာပေါ့။အင်းမှန်ကြီးကတော့အကောင်းစားကြီးကွ။ဒါပေမဲ့သူကြောင်음ဘယ်လိုပြောရမလဲတမျိုးကြီးပဲเนาะအီလီမိုးဖြင့်ဒီမှန်ကြီးရောက်လာပြီးမှစိတ်ကိုမကြည်လင်တော့ဘူးជីနူကသူ့ရဲ့ကြိုတင်အမွေဘာညာနဲ့ဖုန်းဆက်တုံးကဟုတ မိဘူးဘူးပြောသွားတော့ရည်ချင်းတလို့လို့ဘာလို့လို့ဖြစ်သေးမှန်ကြည့်ပြီးဘိုက်ခေါက်ထူကြီးနဲ့လက်မောင်းတုတ်တုတ်ကြီးမြင်မှငိုချင်သွားရောလားအင်းလေကြည့်လိုက်တာနော်ပပအိမ်ကမှန်လဲကောင်းပါလေကွယ်အလင်းရောင်နဲ့တေးချာချာချိန်ထားတာတလောက်ယုံဆိုးပါဘူးနော် သူ့မှန်ကြီးကဘလို့ကြီးမှန်းငိုမသိတာနေုံနေုံချစ်သူကိုတတိရပြီဒါကြီးကိုအကောင်းဆုံးအသုံးချလို့ရနိုင်မယ်နီလန်းကောင်းလေးတစ်ခု ဟမ်ဟမ်ဘလို့သုံးချမှာလဲရောင်းပြမှာလားမရောင်းပါဘူးကွာဒါကြီးဘယ်သွားရောင်းရမှာလဲမရောင်းဘဲနဲ့အကုန်ကြတက်တာသွားနိုင်တဲ့အကွက်ကွင်းလေးတစ်ခုရှိတယ်ပြောစမ်းပါအောင်မြင်မြန်မနေ့ပြန်ကိုရိုအင်တာပရိုက်စ်ရဲ့ဘော့စ်မမကြီးမွေးနေ့ရှိတယ်တည်တဲ့အတိုင်းပဲသူကဘတ်ဒေးတွေပုတ်ဒေးတွေအထူးတလဲလုပ်လို့မရှိပေမဲ့သူ့လောက်အောင်မှရှိတဲ့ဌာနတိုင်းက understood နဲ့လက်ဆောင်ပေးကြရတာလीအဲ့ဒါကိုအနေနဲ့လဲ အနည်းဆုံးကနန်း၅လုံးပိုးတော့တော့ပေးရမယ်တူတူမှန်တင်ကုန်ပပလှလှလေးတခုမှဓာကြီးတက်ပြီးလိုက်မကောင်းဘူးလားကြိုက်ပါမလားတော့တော်ကြပေးအလကားကြီးဖြစ်နေပါမယ်တန်ဖိုးရတော့ကြိုက်မှာပါကွာပြီးတော့သူ့အတွက်တကူးတကလှုပ်ပေးတယ်ဆိုပြီးသဘောကျနိုင်နေနောက်တော့မှသူ့အတ္တဘောရုပ်ချောကြီးကို အမှန်တိုင်းမြင်ပြီကောင်းနေကောင်းနေโอเคဒါပဲစီစဉ်လိုက်တော့မယ်နော် ကဲကဲဧည့်သည်တွေကလည်းရှင်ကိုမရှင်းနိုင်တော့ဘူးနော်မမကြီးတို့ကတော့တကယ်ပဲလူချစ်လူခင်များလိုက်တာဒီနေ့တနေ့လုံးလာတဲ့ဧည့်သည်တွေစရင်လောက်ထိုင်ဘယ်လောက်များရှိမယ်မသိဘူးတချို့များကဲသရမမင်းနဲ့မနဲ့လင်းလင်းချင်းဥဆုံးရအောင်လာပြီးလက်ဆောင်ပို့သွားတဲ့လူကရှိသေးတယ်ဒါတော့မွေးနေ့ပွဲမလောက်ရသေးဘူးမလောက်ပါဘူးကွယ်မလောက်ဘူးမမကြီးကပကသနာတွေဘာတွေလုံးဝဝါသနာမပါဘူး ဒါပေမဲ့လေဘလို့ဘလို့တိသွားကြမှမပြောရပါဘူးမွေးနေဆိုအထုပ်သေးအထုပ်ကြီးရောက်လာကြပြီမြင်တဲ့အတိုင်းပဲကိုမလာသမျှဧည့်သည်တွေကို ထိုင်ပြီးဧည့်ခံမနေနိုင်တော့မွေးနေပေမဲ့အလုတ်တွေမပြတ်လုံနေလိုက်တော့တာပါပဲမမကြီးရဲ့ဒီမဲ့ကြည့်ပါအောင်လက်ဆောင်တွေလက်ဆောင်တွေကိုအများကြီးပဲဒီနှစ်အရင်နှစ်ကထက်ပိုများလာတယ်လို့ပဲနော်ဟုတ်လားอืมဖောက်လीဖောက်ကြည့်ကြ ပြီးတော့ကြိုက်တာတွေယူထုံးစံအတိုင်းပေါ့ကိုကတော့ကြီးခမည်းများမို့သူများဝယ်ပြီးတဲ့အဝိစာတွေကိုတိတ်မကြိုက်တတ်ဘူးဟေးဟိုခန်းထောင်းကမန်တင်ကုံကြီးမမကြီးရဲ့ဒီနှစ်ထူးဆန်းပါတယ်ဆိုမန်တင်ကုံကြီးလက်ဆောင်ပေးတာအံ့ဩစရာမကောင်းဘူးလားမင်္ဂလာဆောင်လက်ဖွဲ့တာကြလို့အဲ့ဒါဘာလို့လက်ဆောင်လဲဥအောင်နိုင်တော်မိုးမိုးတဲ့အော်อืม ဒီလူကဒီလူတော့ဘဲဆုလေအလုတ်ထဲမှာတော့သူနဲ့ကိုကဆယ်ရက်မှတစ်ရက်လောက်ပဲတည့်တယ်။ကိုကအဖြူဆိုရင်သူကအမဲလေပြီးတော့ကိုကွယ်ရမှာအတင်းသိပ်ပြောတာသိလားသူများအပြစ်ကိုပဲမြင်တလေပါလေနဲ့ကိုလည်းသူ့ကိုချင်းချင်းတူးတူးမှန်တမ်းနဲ့ဆက်ဆံတယ်။သူကဘူးကြကြပြောပေမဲ့လှုပ်ရည်ကိုင်းရရှိတော့ကိုလည်းသူ့ကိုဒီတိုင်းပဲဆက်ပြောနေပါစေလို့ထားထားရတာ။ဟဲ့အကြံမြင်စင်းလေးလှုပ်ကြည့်ကြစမ်းပါ လုပ်ငန်းဌာနကဆုံးရင်လားဘယ်မိတ်ဆွေတွေလာသလဲဆိုတာတံပိုးလေးတွေပါနည်းနည်းမှန်းထားစမ်းမမကြီးနည်းနည်းဝေးတဲ့ဆက်ဆိုင်ကလွဲလို့အကုန်ရောက်လာကြတယ်မမကြီးတံပိုးကတော့အကုန်မမှန်းနိုင်သေးပါဘူးအမြင်နဲ့ကြည့်ရတလောက်တော့မှန်တင်ကုန်ကြီးပဲကဲကွယ်စိတ်ကူးကောင်းလိုက်တာမှန်ကိုအုပ်ထားတဲ့ပိုးစားရဲ့အယောင်လဲကိုကြိုက်စိန်လွင်လွင်ပဲတေးသေးချာချာချုပ်ပြီးမှလှလပပဆွတ်ထားတာနော်အဲ့ဒါဖေးလိုက်ဆက်မှာ မမကြီးမှန်ကြီးကလည်းကြည်လိုက်တာအေးကောင်းတယ်အိတ်ခန်းထဲကမှန်တင်းကုန်ကိုဖယ်ပြီးဒါကြီးကို ခန်းထဲထည့်ကောင်းမလားနေုံကြည့်ရအောင်ဟေးငါ့အသားတွေတော်တော်ကြီးညိုးနေပါလားဝါလဲဝါနေတယ်ဟဲ့အမေငါစီဟိုနေ့ကငွေစင်းလာအပ်တယ်နေလုပ်ငန်းခွဲရာဟာတွေကမမကြီးနည်းနည်းကိုရီစစ်သွားသလိုပဲ အသားတွေလည်းဖြူဝင့်လို့ဘဲမှခီးမထွက်ဘူးလားတော့မေ့သွားသည်မမကြီးလည်းအရင်ကြီးမွားလာသေးပါဘူးဝဘယ်မဲ့လည်းအပြိုကြီးဆိုတော့တင်းနေရင်နဲ့ပြည့်ပြီးကြက်တည်ရှိပါတယ်နေုံဟဲ့ငါတင်းနေပျောက်စီလိမ့်နေတာတလားလောက်ရှိပြီမျက်စိကလည်းပါဝါမတိုးရသေးပဲနဲ့မှန်ကလည်းမှုံမှုံနဲ့မို့ပျောက်ပြီးမှန့်နေတာချီဦးမယ်မမကြီးကလည်းမတရားကြီးတော့ထင်းမနေပါဘူးချက်ချင်းတော့ဘဲပျောက်ပါဦးမလဲ ဟဲ့နင်တို့ငါ့ကိုဝိုင်းညာမနေနဲ့ဘမလည်းပြောက်တာအရင်တိုင်းအရင်တိုင်းပဲပိုရောင်မဲနာသေးတယ်ဟေးတကယ်ပဲကြည်စားငါဘာပေါ်မှာမဲလို့မမကြီးကလည်းဘာမမကြီးကလည်းတော့ငါမှဆေးရောင်းဆုံးနေပြီအိမ်ကမှန်ကဘာဖြစ်နေလို့လဲငါမျက်စိကပဲတအားမှုံးနေလို့လားဖေးစမ်းငါကြည့်အောင်မမကြီးနေအောင်မကြည့်ပါနဲ့အောင်ပြောအောင်မဟင် ဘာလဲဘာဖြစ်လို့လဲအဲ့ဒီမှန်ကြီးကရိုးရိုးမှန်မှဟုတ်ရဲ့လားမသိဘူးဟိုလေဘာဖြစ်လို့လဲဟဲ့မမကြီးရောက်မလာခင်ကဒီမှန်တင်ကုန်ကြီးကိုတိတ်လာတာပဲဆိုပြီးဝိုင်းကြည့်နေကြတာဟိုမော်ရီကောင်မလေးလည်းပါတယ်တိလားမှန်စုတ်ကိုလည်းချွတ်ပြီးကြည့်ကြသေးတယ်ကြည့်ရတဲ့တိုင်းကလည်းကိုယ့်ရုပ်ကိုမြင်ပြီးတာနဲ့စိတ်တွေညစ်သွားကြတာကြီးပဲဟင်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲတော့မသိဘူးမမကြီးရဲ့ ဟိုကောင်မလေးဆိုမျက်နှာကိုပြည့်နေတာပဲ။ငှောနှာခေါင်းကြီးကကြီးလိုက်တာဟေး။ခုမှတည်တည်ချာချာကြီးမြင်ရတယ်ဆိုပြီးနောက်ထပ်ကြည့်ကိုမကြည့်တော့ဘူး။ငါကြည့်ကိုကြည့်ဦးမယ်ဟာ။မမကြီးမမကြီး။ငှသွားရီမှာလေကြီးမဲရောင်တွေဟေး။တတိမထားပြီဦး။အိုးမျက်စိတောက်မှလည်းအရေးအကြောင်းတွေမတရားကိုထင်းနေပါလား။ပါဘော်ဟာတင်းထိတ်ွက်တွေကတော့တေးရာအထိပါတော့မယ်ထင်ပါရဲ့ဟေး။ ဟင်းအလှပတော့ငါမှဖြစ်ငွေကုန်ကြေးကြရင်းများလိုက်တာပေါ်ရာနဲ့ဝဲရကောင်းတော်ဆိုဝဲရငါမှရှာသမျှဒါရီအထွက်ပဲတုံးနေတာတော့ဟင်းမပြောချင်တော့ပါဘူးမမကြီးဒီဒီမန်ကြီးကိုပေးတဲ့လူကြီးကဟိုမမကြီးနဲ့မတည်ဘူးဆိုတော့အေးဟုတ်တယ်ဒီလူငါ့ကိုတမင်တတ်တတ်အဆက်ခွဲတာ ငါမင်းငါယူနေတဲ့မွေးနေမှာသူမို့စဉ်းစားလို့ရတယ်။ဒါသူငါ့ကိုတွယ်ဝိုက်တဲ့နီးနဲ့တင်ငန်းစာပေးတာပဲ။သူများတွေကိုငါအမြင်အပြစ်ရှာတတ်တယ်ဆိုပြီးဒင်းကငါ့ကိုဒီမှန်ကြီးပေးတဲ့သဘောငါသိပြီ။ရုံမာလိုက်တယ်လူ။ဟင်းကဲကွာကဲကွာ။ ွှေအောင်လံမဂဇင်းအောက်တိုဘာ2001နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။